ရောမပင်ပန်းတဲ့နေ့တစ်နေ့ကိုကုံဆုံးပြီးနောက်ခလင်ကအိမ်ပြန်ဖို့အတွက်အသက်တော်မရှုအားတော့ပါဘူးသူ့ရဲ့စိတ်ထဲမှာဆိုရင်တကယ်ကိုမှအရေးပါတဲ့အရာစီကိုရောက်နေခဲ့ပါရင်ရွန်နီဆွဲ Golden Retriever ခွေးလေးကတော့သူ့ရဲ့တစ္ဆာရှိဆုံးတငယ်ရှင်ပဲဖြစ်ပါရင်သူ့တကားကိုဖွင့်လိုက်တာနဲ့ရွန်နီကအမီးကိုအပြင်းထန်လှုပ်ပြီးတော့အနားကိုရောက်လာခဲ့ပါပြီပျော်လွန်းတဲ့အတွက်တုံနေတယ်လို့ပဲဖြစ်ပါရင်ခလင်ကလည်းမပြုံးမဲမနေနိုင်ပါဘူးဘလောက်ပဲပင်ပန်းတဲ့နေ့ဝေဖြစ်နေပါစေ ိမ်ပြန်ရောက်လို့ Ronnie ကိုတွေ့လိုက်ရတာကစိတ်ဖြစ်စည်းမှုကနေစိတ်အေးချမ်းမှုစီပြောင်းသွားခဲ့ပါရင် claim အတွက်တော့ Ronnie ဟာအိမ်မွေးသရေးဆန်တက်တက်ထက်ပို့ပါရင်သူကအချစ်ဆုံးတငယ်ချင်းလို့လည်းဖြစ်ပြီးတော့ claim ရဲ့အဆိုးဆုံးအခြေအနေကိုမြင်ဖူးပေမဲ့သူကိုချစ်နေစေဖြစ်တဲ့တဦးထဲတော့သူလည်းဖြစ်ပါရင် claim ရဲ့ဘဝအကောင်းဆုံးအိမ်မှာ Ronnie ကအမြဲတမ်းရှိနေတတ်ပြီးစက္ကလုံနဲ့ဖော်ပြလို့မရတဲ့နေသိမှုတွေကိုလည်းပြီးခဲ့ပါရင်ဒါပေမဲ့ဒီညကတော့တခြားကိစ္စတစ်ခုအတွက်ပဲဖြစ်ပါရင်ဒီညကသူ့ရဲ့ရေစာချင်းအတွက်ပါ နှစ်ပေါင်းများစွာသူတို့နှစ်ယောက်တိဆောက်ခဲ့တဲ့အရာတစ်ခုကအထူးအခြားဆုံးပဲဖြစ်ပါရင်အဲ့ဒီအရာကိုအပြေးပိုင်ဖြစ်အောင်လုပ်ဖို့အတွက်ခလင့်ဆုံးဖြတ်ထားပြီးတော့ဒီညကအဲ့ဒီနေညပဲဖြစ်ပါရင်စားတော့ဆိုင်မှာအလုံးကပြင်ဆင်ထားပြီးတော့မှဖျောင်းတိုင်မီဝေခလင့်နိုင်ပေါင်းများစွာအချိန်ယူပြီးပြင်ဆင်ထားတဲ့စာအိတ်လေးနဲ့သူရဲ့အနာဂတ်ကိုပုံဖော်မဲ့စကလုံးဝေပါသူခန့်စားချက်အပြည့်နဲ့အတန်ထွက်ဖတ်ပြတော့ဂျင်းကစိတ်ဝင်စားနဲ့နားထောင်ပါရင်းမျက်လုံးတွေကနူးညံ့ပြီးနှခမ်းတောက်လေးကနေအပြုံးနှပွင့်ဖြစ်ပေါ်လာခဲ့ပါရင် ဲ့ဒီနောက်ခနစ်ကဂျိန်းရဲ့အရှိန်မှာဒူးထောက်ပြီးသူ့ရဲ့ယင်ထဲကအရေးကြီးဆုံးမေးခွန်းကိုမေးလိုက်ပါရီဂျိန်းကလည်းတူတူလေးပဲဟုတ်ကဲ့လို့ပြောလိုက်ပါရီခဏတာတော့ခလင်ကထီစုကြီးပေါက်တလို့မျိုးအရေးအတိုင်းအဆင်ပြေသွားတလို့မျိုးခံစားလဲရပါရီဒါပေမဲ့ကန်ဂျမကအမြဲတမ်းနောက်ဆုံးအလဲအပြောင်းလေးတစ်ခုကိုဖန်တီးထားတာပါသူတို့စကားပြောနေတော့မှပဲဂျိန်ကခလင်လုံးဝမထင်ထားတဲ့အမှန်တရားတစ်ခုကိုပေါ့ပေါ့ပါနဲ့ပြောလိုက်ပါရင်"သူမဟာခွေးနဲ့မတည့်ပါဘူး။နှစ်ပေါင်းများစွာသူမသိတဲ့အစိတ်ပဲတီးခန့်ခဲ့ရတာပါ။" ခလင်စိတ်ထိခိုက်မှစိုးတဲ့အတွက်တခွန်းမှမပြောခဲ့ပါဘူး။ဒါပေမဲ့အခုဆိုရင်လက်ထပ်ဖို့ဖြစ်လာပြီဆိုရင်တော့ယူတာရတော့မှာပါ။သူတို့အနေနဲ့လက်ထပ်ပြီးသွားပြီဆိုရင်ရူနီကသူတို့နဲ့အတူနေလို့မရတော့ပါဘူး။ ကလင်ထိုင်နေနဲ့ပဲသူ့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကပြောင်းလဲသွားတယ်လို့ခန်းစားလဲရပါပြီ။ဂျင်းကလည်းဒါဝေးကိုတတိမထားပဲမနေနိုင်ပါဘူး။အခုဆိုရင်ဘဝတစ်လျှောက်လုံးအတွက်ဆုံးဖြတ်ရမယ့်အချိန်မှာဂျင်းနဲ့ရိုနီကိုဘယ်လိုမျိုးရွေးချယ်ရမှာလဲဆိုတာစဉ်းစားရခက်နေခဲ့ပါပြီ။အဲဒီညမှာတော့ကလင်ဟာသူ့ရဲ့ဝမ်ကွဲအကိုတိုနီနဲ့ဘာတစ်ခုမှရက်တောက်ရင်းနဲ့ပဲအယယာကိုနားလည်အောင်ကြိုးစားခဲ့ပါရင်းပြဒနာဖြည့်ရှင်းတတ်တဲ့တိုနီကရိုနီကိုမွေးစားဖို့အတွက်ယုံကြည်ရတဲ့လူတယောက်ရှာဖို့သူ့ကိုကောင်းမွန်တဲ့ဘဝပေးနိုင်မဲ့လူရှာဖို့အကြံပေးပါရင်း တိုနီစီမှာခွေးချစ်သူတွေပြည်နေခဲ့တဲ့ Instagram follower အများကြီးရှိတော့အဆင်ပြေမယ်လို့ထင်တာခဲ့တာပါဒါပေမဲ့ clip အိမ်ပြန်ရောက်ပြန်တော့အခြေအနေရဲ့အလေးနက်မှုကိုပို့ပြီးခန့်စားလိုက်ရပါတယ်ရူနီဟာအမျက်လွလို့သူ့ကိုနှုတ်ဆက်ပါတယ်အမီးကအကြမ်းမြင်ကိုရိုက်ခတ်နေခဲ့ပြီးတော့သူ့ရဲ့မျက်လုံးတွေကတန့်စင်တဲ့အချစ်နဲ့ပြည့်နေနေခဲ့တာပါ clip ကကဘာပေါ်မှာအဆိုးဆုံးလူတစ်ယောက်လိုမျိုးခန့်စားလိုက်ရပါတယ် သူ့အနေနဲ့ရိုနီကိုတင်းတင်းကျပ်ဖက်လိုက်ပြီးတော့တောင်းပန်စကားဝေတိုးတိုးလေးပြောကာခွေးတကောင်ကိုသူ့နှလုံးသားကိုခွဲတော့မယ်လို့ရှင်းပြဖို့အတွက်ဘလို့မှမဖြစ်နိုင်ဘူးဆိုတာသဘောပေါက်လိုက်ပါရီဒါပေမဲ့သူ့အနေနဲ့ရွေးချယ်စရာမရှိပါဘူးတပတ်အကြာမှာတော့ clip နဲ့တိုနီတို့ကရိုနီကိုမွေးစားဖို့အတွက်လူဝေလိုက်ရှာကြပါရီအလောက်ကနေခွင့်ယူပြီးတော့ရိုနီရဲ့အိမ်အစ်စ်ကိုကိုရိုင်းရွေးချယ်ကြပါရီ ပရမဇုံလာလျှောက်ထားတဲ့လူကတော့သူ့ကလေးအတွက်အဖို့အဖြစ်ရိုနီကိုမွေးစားရှင်တဲ့မိခင်တယောက်ပါဒါပေမဲ့သူတို့စကားပြောနေတော့တိုနီရဖုန်းကဆက်တိုက်မြည်နေတော့ကလေးကလန့်ပြီးငိုတော့ပါရီအဲ့ဒီအခါမှာအမျိုးသမီးကမီရှူမီပန်းလိုပဲပေါက်ခွဲတော့ပါရီသူမရဲ့ဒရော့ကထိမနိုင်တင်းမရဖြစ်လာပြီးတော့ဒရော့ကိုစူပွက်နေတာကိုခလင်ကချက်ချင်းပဲတတိထားမိလိုက်ပါရီသူမကရိုနီနဲ့လုံးဝမတင်တော့ပါဘူး ဒုတိယမြောက်လာရှောက်တဲ့လူကတော့သူ့ရပုံရင်ကိုမြင့်တင်ဖို့အတွက်ကိုရဲရီထရီဘာတကောင်ရှာဖွေနေတဲ့ချမ်းသာတဲ့စီးပွားရေးဓမ္မတယောက်ပါသူကပန်းချန်ထဲမှာခက်ခက်ငင်ငါလမ်းလျှောက်တွာလာနေတဲ့ပုံကိုစိတ်ကူးရနေတာဖြစ်ပါရင်ဒါပေမဲ့ခွေးမွေးဝေးကြတာကိုစပြီးငင်းညူတာနဲ့ခလင်လုံလောက်ပြီးလို့သဘောပေါက်သွားခဲ့ပါရင်ခွေးဝေးကအလားဆင်ပစ္စည်းမဟုတ်ပါဘူးရိုနီကိုအပြည့်အဝချစ်ဖို့အတွက်သူအစဉ်သင့်မဖြစ်သေးဘူးဆိုရင်ခွေးမွေးဖို့လုံးဝမတင့်တော့ပါဘူးစိတ်ပြအားငယ်စွာနဲ့ပဲခလင်နဲ့တိုနီတို့က နောက်ထပ်ရှောက်ထားတဲ့လူစီကိုဆက်ပြီးသွားကြပါရီသူကတော့သူ့ရသားဂျူနီယာအတွက်ခွေးတကောင်ရှာဖွေနေတဲ့ဖခင်မှာဂျူနီယာကသူ့ရအချစ်ဆုံးခွေးလေးဆုံးပြီးကလေးကလုံးဝတိတ်ဆိတ်သွားခဲ့ပါရီသူ့ရအခန်းထဲမှာပဲပိတ်လောက်နေတက်ပြီးဘယ်သူနဲ့မှလည်းစကားမပြောတလို့ဖြစ်နေခဲ့တာပါသူအဖေကရိုနီဟာဂျူနီယာရဲ့စိတ်ဓာတ်ကိုပြန်လဲကောင်းမွန်လာစေလိမ့်မယ်လို့မျှော်လင့်ခဲ့ပါရီးခလင့်ကလည်းဒီဆလံကိုကြားပြီးစိတ်လှုပ်ရှားသွားခဲ့ပါပြီးဂျူနီယာနဲ့စကားပြောဖို့ဂျူနီယာအခန်းစီကိုတွားခဲ့ပါရီး ဒါပေမဲ့ claim ကရိုနီရဲ့ဓာတ်ပုံကိုပြလိုက်တော့ဂျူနီယာရဲ့အမှုအရာဟာချက်ချင်းကိုပြောင်းလဲသွားခဲ့ပါပြီရိုနီကသူ့ရဲ့ခွေဟောင်းနဲ့အရင်ကိုတူနေလို့ပါဒရတ်ကြီးပောက်ကွဲပြီးတော့ဂျူနီယာကသူ့ရဲ့အိမ်မွေတရိဆန်ကိုခိုးယူတယ်ဆိုပြီး claim ကိုဆွဆွဲတော့ပါပြီအငင်းအခွန်ကမမြန်ဆန်ပဲပြိပခဝေဖြစ်သွားခဲ့ပြီးနောက်ဆုံးမှာ claim ကဂျူနီယာကိုရိုနီအားမွေးစားခွင့်မပေးတော့ပါဘူးဒီလိုနဲ့အိမ်အပြန်လမ်းမှာဆိုရင်ထိုနီက claim ရဲ့ကွဲလွန်သွားပြီဖြစ်တဲ့အမေရဲ့အိမ်ကိုဝင်ဖို့အကြံပြုပါပြီး အဲ့ဒီအိမ်ဟာနှစ်ပေါင်းများစွာလူမနေဘဲနဲ့ဗလာနတ်ထိဖြစ်နေခဲ့တာပါတိုနီကအပေါ်ထပ်ကိုစစ်ဆေးနေတော့ క్లి မ်ကအောက်ထပ်ကိုလဲပတ်ကြည့်ရှုပါရင်းခြေလမ်းတွေကတုံဆိုင်တုံဆိုင်နေပါသူအမေအခမ်းနားကိုရောက်တော့တခါဝမှတင်ရက်တန့်သွားခဲ့ပါရင်အထင်းကိုဝင်ဖို့ချိန်မလန်းရဲခဲ့ပါဘူးအမတ်တရားဝေးအရန်ကိုမှထင်ရှားနေစေဖြစ်ပြီးဝန်내မှုတွေကလုံးဝလက်ဆက်နေစေပဲဖြစ်ပါရင်သူ့အမေဆုံးသွားတဲ့ညကိုသူတတိယနေခဲ့တာပါ သူ့ရတကူလုံးကိုမြို့ချသွားတဲ့ဟာလာဟင်းလင်းဖြစ်မှုနဲ့ရိုနီတကောင်ထဲကသာသူ့ကိုထိန်းချုပ်ပေးနိုင်ခဲ့တာအားပြန်ပြီးအမတ်ရခဲ့ပါရီဒါကြောင့်လည်းသူရိုနီကိုဒီလောက်အထိချစ်နေရတာပါသူ့ရဲ့အမောင်မိုက်ဆုံးအချိန်မှာရိုနီကသူ့ရဲ့အလင်းရောင်ဖြစ်ခဲ့လို့ပဲဖြစ်ပါရီအဲ့ဒီကကလင်နဲ့တိုနီတို့ကကာဖေတစ်ခုကိုဝင်ပြီးအရက်နဲ့ပဲအတိတ်ကအလွမ်းတွေကိုစိတ်ခံစားမှုနဲ့နှိမ့်ပြလိုက်ပါရီအရက်တွေလက်ချောင်းထဲစီးဆင်းသွားတော့ကလင်ကရင်ဖွင့်ပါရီ သူ့အမေနဲ့ပတ်သက်တဲ့အမတ်တရားဝေသူ့ရဲ့နောင်တဝေသူ့အမေအသက်ရှင်နေတုန်းမှာသူ့ကိုပို့ပြအောင်လုပ်ပြီးခဲတင်တယ်လို့ဆန္ဒပြုမိတာဝေကိုပြောပြခဲ့ပါရင်ဒီလိုမျိုးပြောနေနေပဲစိတ်ထဲမှာမပြောင်းလဲတဲ့အတွေ့အကြုံကြံရှိနေခဲ့ပါရင်သူ့အနေနဲ့ရိုနီကိုလွတ်ပြေးလို့မဖြစ်ပါဘူးသူ့အမေမရှိတော့တဲ့အတွက်ခံစားရတဲ့ဝမ်းနည်းမှုကသူ့စီကိုရုတ်တရက်ကြားရောက်လာခဲ့ပါရင်ဒါဝေကိုမတိလိုက်ခင်မှာပဲမျက်ရည်ဝေကစီးကြလာတော့ပါရင်ဒါဟာဝမ်းနည်းရှင်တက်တက်မဟုတ်ပါဘူးဘလောက်စီကြပေးပြီးဖြစ်လုံးဝမပြောက်ပြက်တဲ့နာကျင်ဖွယ် တောင့်တမှုမျိုးပဲဖြစ်ပါရင်သူကိုဘာကြောင့်ထားခဲ့တာလဲသူပဲအရာထက်မဆိုပိုချစ်တဲ့အမျိုးသမီးကဘာကြောင့်သူ့ရဲ့ဘဝကနေပျောက်ွယ်သွားရတာလဲဆိုတာသူနားမလည်နိုင်ပါဘူးထိုနီဟာသူ့ရဲ့ဝမ်ကွဲအကိုဒီလိုဖြစ်နေတာကိုတွေ့တော့သူလုံနိုင်တာတခုပဲလုံတော့ပါရင်သူကခလင်ကိုစိတ်တည်ငြိမ်အောင်မျောလင့်ပြီးတော့တ िश ူတွေကကန်ပြလိုက်ပါရင်ဒါပေမဲ့ရင်းစရာကောင်းတာတခုဖြစ်သွားခဲ့ပါရင်တ िश ူကသူတို့ညဆာစားထားတဲ့အစားအစာတွေနဲ့ပေးနေပုံရပါရင် အဲ့ဒီတော့ခလစ်မျက်လုံးတွေချက်ချင်းပဲဆက်သွားခဲ့ပြီးအတန်ပိုကျဲပိုအဖြစ်တဲ့တဲ့ငိုအတန်ဖြစ်သွားစေခဲ့ပါရင်ထိုနီကမျက်နှာတီအောင်ကြိုးစားပေမဲ့စိုးစိုးရွားမအောင်မြင်ခဲ့ပါဘူးဒီဖြစ်ရထားရင်းနှစ်ဆရာကောင်းပြီးတော့တစ်ချိန်တည်းမှာပဲထူးဆန်းစွာနဲ့ရင်းဆရာလည်းကောင်းနေခဲ့ပါရင်နောက်တနည်းမနဲ့မှာခလစ်ကညာကစိတ်ခံစားမှုပြဿနာဝင်အားလုံးကိုဖယ်ထုတ်နိုင်ခဲ့ပေမဲ့ပြဿနာကတော့ရှိနေသေးပါသူကရိုနီအတွက်တင့်တော်တဲ့မွေးစားသူကိုရှာမတွေ့တဲ့ပါဘူးထိုနီကတော့အမြဲတမ်းအကောင်းမြင်တတ်တဲ့လူဆိုတော့အကြံအသက်တစ်ခုပေးလိုက်ပါရင် ူ့ဦးလေးကခွေးမွေးမြူတဲ့နေရာမှာအတွေ့အကြုံရှိတဲ့ချမ်းသာတဲ့လူတစ်ယောက်ဖြစ်လို့ရိုနီကိုခေါ်ထားပေးနိုင်မယ်လို့ပြောပါရီးသူ့စီကိုရောက်မယ်ဆိုရင်ရိုနီရဲ့ဘဝကအနိုင်ကျင့်ခံရတာတို့ပြစ်ပယ်ခံရတာတို့ဆွင့်စရာမလိုအပ်ပဲနဲ့အာမခံချက်ရှိမှာပါနောက်ဆုံးပြည်လဲတဲ့နီလန်တစ်ခုရပြီဆိုပြီးခလင်ကဝမ်တာတကြီးနဲ့တဘောတူလဲပါရီးသူတို့နေရာဦးလေးရဲ့အိမ်ကိုတန်းတွားလိုက်ကြပါပြီဒီကိစ္စကိုအပီးတတ်ဖို့စိတ်ပိုင်းဖြတ်ထားကြတာပါရောက်သွားပြီးတော့ထိုနီကခလင်းကိုခြံထဲမှာစောင့်ခိုင်းပြီးတော့သူဟာဦးလေးနဲ့စကားပြောဖို့အိမ်အထဲကိုဝင်တော့ပါရီး ိုနီစကားတခုမှမပြောရသေးခင်ပါပဲဦးလေးဖြစ်သူကဖြတ်ပြောလိုက်ပါရင်သူ့ရဲ့လီတန်ကပေါပေါပါပြောတာဖြစ်ပေမဲ့အမိန်ပေးတဲ့လီတန်ပေါက်နေခဲ့တာပါသူနိုင်ငံခြားခီးထွက်နေတဲ့အချိန်မှာသူ့ရဲ့ခွေးကို6လလောက်တိုနီစောင့်ရှောက်ပေးဖို့အတွက်လိုအပ်တယ်လို့ပြောပါရင်ဒီကန်လက်ချက်ကလဆာကောင်းကောင်းပေးမယ်ဆိုတော့တိုနီအတွက်မိရွယ်ထားတဲ့သဘောတူညီမှုတစ်ခုကိုအတင်းအဓမ္မလက်ခံလိုက်တယ်လို့မျိုးဖြစ်သွားခဲ့ပါရင် ါကြောင့်ရိုနီကိုမွေးစားပေးမဲ့အစားသူတို့ကနောက်ထပ်ခွေးတစ်ကောင်ကိုအိမ်စီခေါ်လာခဲ့ပါတယ်။အပြန်လမ်းမှာစိတ်ပြတ်တော်ထွက်မှုကလိုင်းလုံးကြီးလိုမျိုးရိုက်ခတ်လာခဲ့ပါပြီ။ခလင်နဲ့တိုနီတို့တယောက်ကိုတယောက်အခြေအနေတစ်ခုလုံးအတွက်အပြစ်တင်နေကြပါတယ်။ထိုနီကသူ့ရဲ့ခေါင်းကိုရှင်လင်းရှင်တဲ့အတွက်ပန်းချံမှာခဏလောက်အနားယူပြီးစိတ်အေးထားကစဉ်းစားဖို့အကြံပြုပါတယ်။အဲ့ဒီကခလင်မြတ်တိုက်ခမ်းမှာဆိုရင်တိုနီဟာစိတ်မသက်မသာဖြစ်နေခဲ့ပြီးဖုန်းကိုကြည့်နေခဲ့ပါတယ်။ ဒီပြည်တနာကနေလွတ်မြောက်ဖို့အတွက်နီလန်းရှာနေခဲ့တာပါအဲ့ဒီတော့ဟန်နာဆိုတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်သူကခွေးဝေကိုအရန်ချစ်တဲ့လူဖြစ်ပြီးတော့ကဲတင်ထားတဲ့ခွေးဝေအတွက်တီးတန့်ပန်းချံတစ်ခုလုံးကိုပိုင်ဆိုင်ထားတဲ့လူပါတူနီယုံကြည်မှုအပြည့်ရှိသွားခဲ့ပါတယ်ဒါကသူ့ရဲ့အဖြေပဲဖြစ်ပါတယ်သူမရဲ့တီနီယာကိုကြည့်လိုက်တော့ပန်းချံကအဝေးကြီးမှာရှိနေတာကိုတီးလိုက်ရပါတယ်အတိအကျပြောရမယ်ဆိုရင်တော့ကျေကျူကျိုးမှာပါခလင်ကပထမတော့တုံဆန်းနေခဲ့ပေမဲ့သူတို့စီမှာရွေးရှယ်စရာမရှိဘူးဆိုတာသိပါတယ်။ဒိုနီအတွက်ဆိုရင်တော့ဒီခီးကိုတွားကိုတွားရမှာပါ။ နောက်တနေ့နေ့ရောက်သားခီးစားတင်ကြပါလိခီးတော့ရဲ့ရောက်တော့ရှားပါခွေးအမျိုးအစားတကောင်ကိုတင်လာတဲ့ကားတစ်စီးသူတို့ကိုကြော်တက်သွားခဲ့ပါလိအမြဲတမ်းချစ်စရာကောင်းတဲ့အရာဝေးကိုဆွဲလန်းတတ်တဲ့တူနီကဓာတ်ပုံရမ်းနေပါလိအဲ့ဒီနောက်ကျင်းထဲကျသွားပြီးဖုန်းကသူ့ရဲ့လက်ထဲကနေလွင့်သွားခဲ့ပါလိကလင်ကရေစရာကောင်းလိုက်တာဆိုပြီးရေမောနေတော့ထိုနီဟာသူ့ကိုတတီကြီးလက်ကြည့်တော့ခဏတာဤခဲသွားခဲ့ပါလိဖုန်းကသူ့ရဲ့ဖုန်းမဟုတ်ပါဘူးကလင်ရဲ့ဖုန်းဖြစ်နေခဲ့တာမှထိတ်လန့်သွားခဲ့ပါပြီသူတို့ကအချက်ချင်းပဲကားကိုရက်ပြီးတော့ဖုန်းပြန်ယူဖို့ပြေးသွားကြပါလိ သူတို့ရဲ့ရန်ဖြစ်တဲ့အတန်တွေကလွတ်နေတဲ့လမ်းတစ်လျှောက်ပဲ့ပြင်ထန့်နေခဲ့ပါပြီ။ကားစီကိုပြင်အောင်တော့ဗျံမသားအခြေအနေနဲ့ကြိုးဆိုခံလဲရပါလိမ့်။ရွန်နီနဲ့တိုနီဦးလေးရဲ့ခွေကဘေးနားမှာရှိတဲ့ကတ်ထူဖာသလုံးကိုဆက်တိုက်ဟောင်းနေခဲ့ပါလိမ့်။အထဲမှာဆိုရင်ရင်းနှစ်ဆရာမြင်ကွင်းတစ်ခုကိုတွေ့လဲရပါပြီ။ခွေကလေးဝေကိုအမိုက်လိုမျိုးပြစ်ထားခဲ့တာပါ။သူတို့ကလည်းတနာစိတ်တွေတပပွားပေါ်လာခဲ့ပြီးတော့သူတို့ကခွေကလေးဝေကိုခေါ်တွားဖို့ဆုံးဖြတ်လိုက်ကြပါလိမ့်။အကူအညီရဖို့အနည်းဆုံးခွေကေဟာကိုဦးတည်လိုက်ကြပါလိမ့်။ ဒါပေမဲ့ရောက်သွားတဲ့အခါမှာတော့မန်နေဂျာကခွေးကလေးတွေကိုစစ်ဆေးပြီးမျိုးဆက်ခွေးဝေဖြစ်တဲ့အတွက်အလွယ်တကူမွေးစားခံရမှာမဟုတ်တဲ့အကြောင်းရှင်းပြပါရင်းခွေးကေဟာကသူတို့ကိုလက်မခံပါဘူးခလင်ကလည်းစိတ်ပြတ်သွားခဲ့ပါပြီသူတို့အနေနဲ့ပြန်ခေါ်သွားဖို့ကလွယ်ရင်တော့ရွေးချယ်စရာမရှိဘူးဆိုတာသိလေရပါရင်းခလင်ကခွေးကလေးတွေကိုကားစီပြန်သေးလာတော့ထိုနီအရှုံးမပေးရှင်ပါဘူးသူကမန်နေဂျာနဲ့ကိုရင်တွေ့ပြီးတော့စကားပြောရှင်ခဲ့ပါရင်း တောင်တွေကိုရွှေ့နယ်လောက်တဲ့ယုံကြည်မှုအပြည့်နဲ့သူ့အထဲကိုရှောက်ဝင်ပြီးတော့သူမကိုစည်းရုံးဖို့အစဉ်အသင့်ဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့နောက်ဆုံးမှာတော့သူကနားထောင်တူပဲဖြစ်သွားခဲ့ပါပြီ။သူမရဲ့ယုံကံမှုရဲ့အကြောင်းပင်ပန်နွားနေနေတဲ့အမျိုးသမီးကယဉ်ဖွင့်လာခဲ့ပါပြီ။ မနေ့ကခွေးကရာရှိမှပြစ်ချထားတဲ့ခွေးတကောင်ကိုသူမတွေ့ခဲ့ရတယ်လို့ပြောပါရင်အမိုက်လိုမျိုးစွန့်ပြစ်ခံထားရတဲ့ကြောက်လန့်နေကြဖြစ်နေခဲ့တဲ့ခွေးကလေးတိတိတကောင်ပါသူမကအဲ့ဒီခွေးကိုထုတ်ပြတော့တိုနီခွေးလေးကိုကင်လိုက်တာနဲ့သူ့ရဲ့အမှုရာတစ်ခုလုံးပြောင်းလဲသွားခဲ့ပါရင်ချစ်စရာကောင်းလို့နာကြောင့်သူ့ရဲ့စိတ်ထဲမှာချက်ချင်းပြောင်းဝင်သွားခဲ့ပြီးတွေ့ဝေရှင်မရှိဘဲနဲ့ခွေးကလေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါရင် claim ကတိုနီကိုနောက်ထပ်ခွေးတကောင်နဲ့ပြန်လာတာတွေ့တော့စိတ်ပြတ်တော့ထွက်သွားခဲ့ပါရင်သူတို့စီမှာကင်တွင်နေတာထက်ပိုများတဲ့ခွေးတွေရှိနေခဲ့ပါပြီး အဲ့ဒီအချိန်မှာဟန်နာတယောက်ပဲသူတို့ရဲ့မျော်လင့်ချက်ပါသူမသာခွေးဝေကိုလက်မခံဘူးဆိုရင်တော့သူတို့အနေနဲ့ဒုက္ခရောက်ပါပြီစိတ်ပိုင်းဖြတ်ထားတဲ့အတိုင်းသူတို့ကခရီးဆက်လိုက်ကြပြီးတော့အနားမှာရှိတဲ့တဲခုခန်းတစ်ခုမှာခဏလောက်နားပါရီနောက်မနေ့မှာတော့ခလင်စိတ်မသက်မသာဖြစ်စရာခွေးဟောင်းတန်ကြောင့်နိုးလာခဲ့ပါရီအပြင်ထွက်ကြည့်လိုက်တော့အဲ့ဒီနေရာရဲ့ပိုင်ရှင်အသက်ကြီးတဲ့လူကြီးတယောက်ကသူ့ရဲ့ခွေးကိုရနေတာတွေ့ရပါရီကြောက်လန့်နေကြတဲ့ခလင်ကပြေးသွားပြီးသူ့ကိုရက်တန့်ခံလဲပါရီဘာကြောင့်ဒီလိုလောက်တာလဲလို့မေးလဲပါရီ အဲ့ဒီလူကြီးကခလိမြတ်ဒရာကိုခွေးမဆိုင်ပဲခွေးဟာဝမလာတဲ့အတွက်စိတ်ဆိုးနေတာပါလို့ရှင်းပြပါရင်သူကခွေးကိုခွေးသားစားတဲ့ဆိုင်စီရောင်းဖို့အတွက်စီစဉ်ထားတာပါဒါပေမဲ့ခွေးကဝမလာမှုဆိုတော့ရောင်းလို့မရပါဘူးခလိမစက်ကလုံးနဲ့ဖော်မပြနိုင်လောက်အောင်အံ့ဩတွားခဲ့ပြီးအလိုလိုတုံ့ပြန်လိုက်ပါရင်သူချက်ချင်းပဲအဲ့ဒီခွေးကိုဝယ်ယူခဲ့ပါရင်အဖိုးကြီးကလည်းအယောင်ဝယ်အဆင်ပြေတဲ့အတွက် ဝမ်တာအားရနဲ့ခွေးကိုတွေးဝေရှင်းမရှိပဲလွဲပြေးလိုက်ပါရင်တနားစရာကောင်းတဲ့ခွေးကလေးကိုကဲတင်ပြရတော့ခလင်ကတူနီကိုအချိန်ဤပြောပြပါရင်သူတို့ကခွေးလေးကိုကဲတင်နိုင်ခဲ့လို့ဝမ်တာပေမဲ့သူတို့ရဲ့အချိန်ဤကထိန်းချုပ်လို့မရတော့တဲ့အချိန်ဤစီရောက်နေခဲ့ပါပြီခွေးဝေကအရန်ကိုမြားနေခဲ့ပြီးတော့ဘယ်လိုမျိုးကင်တွယ်ရမှမတိတော့ပါဘူးထိုနီကတော့မျောလင်းချက်မပြတ်ပဲခလင်ကိုတတိပေးလိုက်ပါရင်ဟန်နာကသူတို့ရဲ့နောက်ဆုံးအခွင့်အရေး သူမဟာခွေးဝင်အလုံးကိုလက်ခံလိုက်မယ်လို့ယုံကြည်ခဲ့ပါရီခလင်ကပင်ပန်းပေမဲ့မျော်လင့်ချက်ကိုစုပ်ကင်ထားပြီးတဘောတူပါရီဒါကြောင့်သူတို့ခရီးဆက်ခဲ့ပြီးတော့သူတို့ရဲ့နောက်ဆုံးအခွင့်အရေးကစောင့်ကြည့်နေတဲ့စိတ်ကန်းစီဦးတည်လိုက်ကြပါရီနိုင်ပေါင်းများစွာလေးစီပြန်တော့ခလင်နဲ့ထိုနီတို့နောက်ဆုံးတော့ဂျေဂျူကျွန်းကိုရောက်လာကြပါပြီမြေပေါ်ခြေချလိုက်တဲ့အခါမှာသူတို့ရဲ့ပင်ပန်းနွမ်းနေမှုကမနေထိန်းထားရပါရီသူတို့ရဲ့ပထမဆုံးခီးစင်ဟာမုတ်ဖုတ်ဆိုင်တဆိုင်ပဲဖြစ်ပါရီ ထိုနီကလူပိုင်းနဲ့ပေါင်းတင်နိုင်တဲ့လူဆိုတော့ဆိုင်အကူနဲ့စကားစမိပြောကဟန္နာအကြောင်းမေးလိုက်ပါရီဒါပေမဲ့ဟန္နာနာမည်ကိုပြောလိုက်တာနဲ့ပေါင်မုတ်ဝဲနေတဲ့အမျိုးသမီးတစ်ယောက်ကရုတ်တရက်ရက်တန်သွန်းခဲ့ပါရီသူမရဲ့မျက်နှာအမှုအရာပြောင်းသွားခဲ့ပြီးတကားအပြင်ကိုပြေးထွက်သွားခဲ့ပါရီထိုနီကတော့အမြဲတမ်းစူးစမ်းရှင်စိတ်ပြင်းပြသူဆိုတော့အမှုလိုက်နေတဲ့စုံထောက်တယောက်လိုမျိုးသူမရဲ့အနောက်ကိုပြေးလိုက်သွားခဲ့ပါရီအဲ့ဒီအမျိုးသမီးကဟန္နာရဲ့အိမ်တော်ထိန်းချုပ်ဖြစ်နေခဲ့တာပါထိုနီကသူရဲ့ရည်ရွယ်ချက်ကိုချင်းပြတော့သူမကချက်ချင်းပဲအကူအညီပေးဖို့ငင်းဆန်ပါရီဒါပေမဲ့ထိုနီဟာဘယ်တော့မှအလျှော့မပေးတတ်သူဖြစ်လို့ လို့သူမတဘောတူတဲ့အထိမဆုံမနဲ့တောင်းပန်ပါရီနောက်ဆုံးသူမလက်ခံခဲ့ပါပြီသူတို့ကဟန်နိုင်အိမ်ကိုရောက်ပြီးနောက်အိမ်စီဝေကသူတို့ကိုကြိုးဆိုပြီးအိမ်ထဲကိုခေါ်တော့ပါရီရူနီဟာခလင့်ရဲ့ဘေးမှာရှိနေခဲ့ပြီးကြံတဲ့ခွေးတွေကိုတော့ခေါ်သွားကြပါရင်သူတို့ပန်းချံထဲကနေဖြတ်သွားတော့ခလင့်မျက်လုံးပြူးသွားခဲ့ပါပြီခွေးဒါစင်ပေါင်းများစွာကလွတ်လွတ်လပ်သွားလာနေကြပြီးတော့သူတို့ရဲ့အမီးတွေဟာတလလုံးနဲ့သူတို့ရဲ့ဘဝဝင်ကပြီးပြည့်စုံနေတယ်လို့ပဲဖြစ်ပါရင်ဟန်နာနဲ့မတွေ့ခင်မှာအင်တော်ထင်းကသူတို့ကိုတတိပေးပါရင် ဟန်နာစီမှာပါကင်ဆန်ယောဂရှိတယ်လို့ပြောပါရီဒီယောဂကသူမရဲ့အာယုံကြောဟိကိုထိခိုက်တာဆိုတော့စကားပြောတဲ့အခါမှာတတိထားရမှာပါသူမစိတ်ဖိစီးမှုမဖြစ်အောင်စိတ်အနှောင့်အယှက်မဖြစ်အောင်တေချာကျူးဆိုက်ရမယ်လို့ပြောပါရီနောက်ဆုံးဟန်နာရဲ့အရှိမထိုင်လိုက်ပြီးတော့ခလစ်နဲ့တိုနီတို့သူတို့အကြောင်းအဆအဆုံးရှင်းပြပါရီကန့်ကောင်းစွာနဲ့ပဲဟန်နာကရိုနီနဲ့ဂျန်နဲ့ခွေးမိကိုလက်ခံဖို့ဆန္ဒရှိပါရီဒါပေမဲ့တကကုတော့ထူးဆန်းနေခဲ့ပါပြီခလစ်ကရိုနီကိုမိတ်ဆက်ပြီးတော့ဟန်နာရဲ့တုံ့ပြန်မှုကအေးဆက်ပြီးလစ်လူရှုတဲ့ပုံစံဖြစ်နေခဲ့ပါရီ ူမကခပ်ပပြလီတန်နဲ့ဒရက်နာမည်ဝေတီးဖို့မလိုအပ်ပါဘူး။ဘာကြောင့်လဲဆိုရင်နောက်ဆုံးတော့သူတို့ကတီးကြရမှာပဲလို့ပြောလဲပါရင်သူမကခလင်ကိုရိုနီမိသားစုအသစ်ရှာတွေ့လိမ့်မယ်လို့မျှော်လင့်မယ်ဆိုတော့မားတွားလိမ့်မယ်။ဘာကြောင့်လဲဆိုရင်မိသားစုကဘယ်တော့မှတယောက်ကိုတယောက်ထားမတွားဘူးလို့ပြောခဲ့ပါရင်ခလင်ကတိတ်ဆိတ်နေခဲ့ပါရင် သူမရဲ့စကားဝေဟာသူ့ရဲ့စိတ်ထဲမှာပဲ့တင်ထပ်သွားခဲ့ပါပြီအဲ့ဒီနေ့လည်ခင်းမှာကန်းချီမှာခလင့်နဲ့တိုနီတို့စင်စားခန်းဝင်နေကြပါလိဟာနာရဲ့စကားဝေကိုပြန်သွေးကြတာပါအဲ့ဒီတော့မှပဲခလင့်ကိုကုန်တင်ရထားကြီးနဲ့တိုက်လိုက်တယ်လို့မျိုးတခုအတဘောပေါက်သွားခဲ့ပါလိသူဟာအစကတည်းကအမားဝေလုံနေခဲ့တာပါသူမိမဝေဆုံးပါသွားပြီးကတည်းကသူတယောက်ထဲလို့ခံစားရပြီးတော့မိသားစုအစ်တစ်ခုတိဆောက်ဖို့အတွက်ဆရာထက်တန်နေခဲ့ပါလိအဖြစ်တခုအနေနဲ့လက်ထပ်ဖို့အလင်းစလို့လုပ်ခဲ့ပါလိ ဒါပေမဲ့အဲ့ဒီလိုလုံရင်းနဲ့ပဲအဖိုးတန်အရာတစ်ခုကိုမေ့သွားခဲ့တော့ပါရိုနီကသူ့ရဲ့မိသားစုပဲဖြစ်ပါရင်စိတ်ပိုင်းဖြတ်ပြီးတော့ခလင်ကသူ့ရဲ့အစီအစဉ်ကိုဖျက်လိုက်ပါရင်ဟန်နာပြောတာမှန်ပါရင်သူဟာရိုနီကိုဘယ်လိုအခြေအနေမျိုးမှမမထားခဲ့တင်ပါဘူးဂျိန်နားလဲပေးလိုက်မယ်လို့တူမျော်လင့်ပါရင်ဒါပေမဲ့သူမနားမလဲဘူးဆိုရင်လေသူ့အနေနဲ့မင်္ဂလာဆောင်ကိုရွှေ့ဆိုင်ဖို့စန္ဒရှိပါရင်ခလင်ရဲ့ရုန်းကန်မှုကိုမြင်တော့ထိုနီဝင်ပါလာပါရင်သူ့ကိုယ်ရိုနီကိုမွေးစားဖို့ကန့်လန့်လိုက်ပါရင်ဦးလေးရဲ့ခွေးကိုပြုစုဆောင်ရှောက်ဖို့အတွက်လဆာရထားတာဆိုတော့ ရိုနီကိုတွေ့ရဖို့အဖြစ်ထားလို့ရမယ်ခွေကလေးဝေကိုလည်းအင်ရှာမတွေ့မရှင်သူစောင့်ရှောက်ပြီးလို့ရပါနေလို့သူတွေးလဲပါလိမိသားစုတယောက်အနေနဲ့တိုနီကကိုညီဖို့ဆန္ဒရှိပါလိကလစ်မယန်ထိမိသွားခဲ့ပြီးတိုနီကိုဂျေဆုတင်ပါလိသူရပခုံးပေါ်ကအလေးရှိနေလွင့်ပါသွားတယ်လို့မျိုးခံစားလဲရပါပြီအဲ့ဒီကတဲကူခံမှာခလင်ကပိုင်ရှင်တဲ့စကားပြောနေတော့ရုတ်တရက်အထဲကနေတိုနီအော်လဲပါလိခလင်အပြေးအလွာတွားကြည့်တော့တိုနီကခွေးကလေးပဲအောက်မှာမြုပ်နေပြီးကလေးတယောက်မုန်းဆိုင်ထဲမှာဆော့နေလို့မျိုးဆော့နေရကိုတွေ့ရပါလိ အဲ့ဒီအချိန်တိုနီကစိတ်ကူးတစ်ခုရလိုက်ပါပြီ။မွေးစားသူရှာမဲအစာခွေးကဖေးဖွင့်မယ်ဆိုတော့ဘာဖြစ်မှလဲဆိုပြီးတွေးလိုက်တော့ပါ။အဲ့ဒီလိုဆိုတော့ခွေးဝေကပြည့်ပြည့်ခံရမှာမဟုတ်ပါဘူး။ဝင်းဝေးအရင်အမြစ်တစ်ခုလည်းဖြစ်လာနိုင်ပါပြီ။သူရဲ့ဦးလေးစီကရတဲ့ပိုက်ဆံတဲ့လုပ်ငန်းစလို့ရပြီးတော့ခွေးဝဲအတွက်အမြဲတမ်းနေအိမ်တိမ်ကိုအာမခံပေးနေမာရီခလင်ကလည်းစိတ်ကူးကိုခြိုက်သွားခဲ့ပြီးယင်းဒီမြုံနယ်ဖို့ကန်လန်မာရီနောက်မနေ့မှသူတို့ကအိမ်ကိုပြန်လာကြပါပြီ ရဲအတော်ဝင်ပြီးမြောက်သွားခဲ့ပါပြီ။တိုနီရဲ့ဦးလေးအိမ်ရောက်တော့ခလင်ကတိုနီကိုအေးရတိုင်အတွက်ဂျေဆုတင်ပါရီ။ရိုနီပျော်ရွှင်စော့နေတော့ခလင်ကသူ့အရန်ချစ်တဲ့ခွေးကိုထားခဲ့ပြီးတိတ်တိတ်ကလေးထွက်ခွာသွားခဲ့ပါပြီ။ရိုနီမရှိတော့ကခလင်အတွက်မျောလင့်ထားတာထပ်ပို့ပြီးထိခိုက်ခဲ့ပါပြီ။တိုက်ခန်းထဲကိုဝင်လာတော့ဗလာနတ်ထိဖြစ်နေတဲ့သူ့ရဲ့ကဒင်ကိုမြင်ရပါပြီ။တိတ်ဆိတ်မှုကသူ့ကိုဖုံးလွှမ်းသွားတော့သူ့ရဲ့ဘဝကနေအခြေခံကျတဲ့အရာတစ်ခုဆွေးဖြဲခံလရတယ်လို့မျိုးခလင်ခံစားရပါပြီ။ပျော်ရွှင်စွာဟောင်းတန်းတွေမရှိ၊နှွေးထွေးတဲ့အကျိုးဆုံးမှုမရှိ၊ပျော်ရွှင်မှုရှိခဲ့တဲ့နေရာဟာဟာလာဟင်းလေးဖြစ် နေခဲ့ပါလိမ့်။ဒီညာသူအိတ်မပြောခဲ့ပါဘူး။သူ့ရဲ့စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားပြီးတော့တူထွက်သွားတဲ့အချိန်တွေကိုပြန်တွေးခဲ့ပါလိမ့်။ရော်နီသူ့ကိုစောင်းလျှောက်တာစိတ်ရှုပ်ထွေးနေတာအထီးကျန်နေတာပြစ်ပယ်ခံရတာဝီကိုစိတ်ကူးရင်နေမိပါလိမ့်။မနေ့ရောက်တော့ခလင်စိတ်ပိုင်းဖြတ်လိုက်ပါလိမ့်။သူသူ့အမေအိမ်ကိုပြန်သွားရမှာပါအဲ့ဒီနေ့လေခင်မာသူအိမ်ကိုတန့်ရှည်ရလို့ခြံကိုရှင်နှစ်ပေါင်းများစွာမထီမကင်ပဲထားခဲ့တဲ့အိမ်ကိုပြန်လဲပြင်ဆင်ပါလိမ့် အားလုံးအဆင်ပြေပြီလို့ခံစားရတော့ဂျင်းကိုလိမ့်စာပို့ပြီးသူစီလာဖို့တောင်းဆိုပါရင်ဂျင်းရောက်တော့ claim ကအကုန်လုံးဖွင့်ပြောပါရင်အဲ့ဒီတိုက်ခန်းမှာဆက်မနေနိုင်တော့ဘူးလို့ပြောပါရင်ဘာကြောင့်လဲဆိုရင်သူ့အမေအိမ်မှာရွန်နီနေဖို့နေရာရှိပါရင်သူ့မိဘဝင်သူ့ရတကယ်မိသားစုရဲ့အမတ်တရားဝင်ရှိနေတာကြောင့်ပါ ပြီးတော့စိတ်ရင်းအမှန်နဲ့သူတောင်းပန်စကားပြောပါရင်းရိုနီကိုထားခဲ့ဖို့သူစူးစမ်းပေမဲ့မထားခဲ့နိုင်ပါဘူးသူမိဘဝေဆုံးပြီးကလေးကရိုနီဟာသူ့ရဲ့တူးထဲတော်မိသားစုသူ့ရဲ့မပြောင်းလဲတဲ့အဖော်လောကကြီးကအရင်လေးလံလွန်းတယ်လို့ခံစားရတဲ့အချိန်မှာသူ့ကိုဆက်ရှင်တန်ဖို့အတွက်ထိမ့်ပေးခဲ့တဲ့တခုထဲတော်အရာလို့ရှင်းပြပါရင်းဂျိန်းကစိတ်ပြတ်မဲ့အစားအံ့ဩတွားခဲ့ပါရင်းတူမရဲ့အနာဂတ်ခင်မွန်းဟာပညာရှိပြီးတော့စိတ်ရင်းမှန်တဲ့ဆုံးဖြတ်ချက်တခုချခဲ့တာကိုတူမတိလိုက်ရပါရင်းခလင်လဲစကားနဲ့ဖော်မပြနိုင်လောက်အောင်စိတ်တက်တရာရသွားခဲ့ပြီး ူ့အပေါ်ကအလေးချိန်လေးပျောက်သွားတယ်လို့မျိုးခံစားလိုက်ရပါပြီသူတို့အိမ်ထဲကိုဝင်လိုက်တော့ဂျင်းခဏရက်လိုက်ပါပြီသူ့ရဲ့အကြည့်ဝေးကခလင်အမေရဲ့အခန်းတစ်ခါပိတ်ထားတဲ့စီရောက်လာခဲ့ပါပြီသူမတီးပါပြီဂျင်းကခလင်မှာတကယ်တမ်းဘယ်တော့မှလွတ်မရှခဲ့ဘူးဆိုတော့ကိုအမေတိခဲ့ပါပြီသူနာကျင်မှုကိုရှောင်ရှားပြီးပိတ်လောင်ထားခဲ့ပါပြီမထိမခိုင်ပဲထားခဲ့တာပါဒါပေမဲ့ဒီကနေ့မှဆိုရင်သူမဖိအားမပေးခဲ့ပါဘူး။သူမကသူ့ရဲ့လက်တင်ကိုကင်ပြီးတော့ရင်ဆိုင်ဖို့ထက်နေသိမ့်မှုပဲအားပေးခဲ့ပါရင်း သူတို့ပျော်ရွှင်တဲ့မိသားစုတစ်ခုတိဆောက်ပြီးအင်ကိုအမတ်တရားအစ်စ်တွေနဲ့ဖြည့်ဆည်းမှဖြစ်ပါရင်းနှွေးထွေးမှုအပြင်နဲ့ဘဝတစ်ခုကိုဖန်တီးကြမှာပါနောက်ဆုံးမှာတော့ claim ကအစင်သစ်ဖြစ်တဲ့အခါမှာသူမဟာသူ့ဘေးကနေရှောက်သွားပြီးသူ့အမေအခန်းထဲကိုအတူလိုက်ဝင်သွားခဲ့ပါရင်းနောက်တနေ့တူနီရဲ့ဦးလေးအိမ်မှာကြံခဲ့တဲ့ခွေးဝေကလွတ်လွတ်လပ်ပြီးလွှာဆော့ကစားနေကြပါရင်းတကောင်နဲ့တကောင်လိုက်ဖမ်းပြီးတော့ပျော်ရွှင်စွာဟောင်းနေကြပါရင်းဒါပေမဲ့ရူနီကတော့တကောင်ထဲထိုင်နေပါရင်းနေရွက်တွေကညိုကြနေခဲ့ပြီးမျက်လုံးတွေကတောင့်တမှုနဲ့ပြည့်နေခဲ့တာပါသူကခလင်းကိုလွမ်းနေတာထင်ရှားပါရင်း အဲ့ဒီလိုမျိုးတိတ်ဆိတ်တဲ့ဝမ်းနည်းမှုကြားထဲကနေခလင်က ရောက်လာပြီးအဝင်ဝမှရက်နေခဲ့ပါရင်ရိုနီကိုအင်စီခေါ်တော့ဖို့အစဉ်အသင့်ဖြစ်နေခဲ့ပါပြီကြီးစုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ